မိမိမကြိုက်တဲ့အကြောင်းအရာတွေကိုအမြန်ဆုံးပြက်ပြယ်စေလို့ရင်အလွယ်ကူဆုံးပြုလုပ်လို့ရတဲ့နီလေးတစ်ခုကိုမဆာဒီနေ့မျှဝေမယ်နော်ကိုမကြိုက်တဲ့အကြောင်းအရာကိစ္စတွေဖြစ်ပေါ်လာပြီဆိုရင်ဒီဟာတွေကိုကိုကမဖြစ်စေချင်ဘူးပြက်ပြယ်စေချင်တယ်မဖြစ်စေချင်တဲ့ကိစ္စတွေပြက်ပြယ်သွားစေချင်တယ်ဆိုရင်ခဲပြက်ကြီးတစ်ခုမှမိမိမဖြစ်လို့တဲ့အရာ မိမိပြက်ပြယ်စီလိုတဲ့အကြောင်းအရာကိုဘောပင်နဲ့ရေးပါပြီးတဲ့အခါကျရင်မိမိမွေးနေရဲ့ဘုံမင်းကြတဲ့အရာမှာသွားမြုပ်ထားလိုက်ပါအာမဖြစ်စေခြင်းတဲ့အရာပြက်ပြယ်တဲ့အရာတွေဆိုတာဥမာမိမိကိုအလုတ်အပြောင်းရွှေ့ကိစ္စတွေအိမ်အပြောင်းရွှေ့ကိစ္စတွေဒီလိုမျိုးပေါ့နော်မိမိစံနာမပါဘဲနဲ့ အလုံးရမယ်ဆိုတဲ့အရာမျိုးတွေကိုပြက်ပြဲစေခြင်းတဲ့အခါမျိုးကြရင်ဒီနီးလေးကိုအသုံးပြုလို့ရတယ်เนาะကဲမိမိကဒီခဲပြက်မှာမိမိပြက်ပြဲလို့တဲ့အကြောင်းအရာတွေကိုရေးပြီးတော့မိမိမွေးနေရဲ့ဘုံမိအရက်မှာမြှုပ်ထားလိုက်ပြီဆိုရင်များမကြမီအချိန်တွင်းမှာပဲမိမိမလိုချင်တဲ့အကြောင်းအရာကိစ္စတွေပြက်ပြဲသွားတာကို တွေ့မြင်ရပါလိမ့်မယ်တနင်္ဂနွေသားသမီးရဲ့ဘုံမိအရက်ကတောင်ရက်ဖြစ်ပါတယ် တနင်္လာသားသမီးရဲ့ဘုံမီရက်ကအနောက်တောင်ရက်ဖြစ်ပါတယ်အင်္ဂါသားသမီးရဲ့ဘုံမီရက်ကအနောက်ရက်ဖြစ်ပါတယ်ဗုဒ္ဓဟူးသားသမီးရဲ့ဘုံမီအရက်ကအနောက်မြောက်ရက်ဖြစ်ပါတယ် ဂျာတာပရိသသမီးရဲ့ဘုံမိအရက်ကအရှိမြောက်အရက်ဖြစ်ပါတယ်။တောက်ဂျာတာသမီးရဲ့ဘုံမိအရက်ကအရှိတောင်အရက်ဖြစ်ပါတယ်။စနေသားသမီးရဲ့ဘုံမိအရက်ကမြောက်အရက်ဖြစ်ပါတယ်။ယာဟုတာသမီးရဲ့ဘုံမိအရက်ကအရှိအရက်ဖြစ်ပါတယ်။အားလုံးပဲဒီနီလန်းလေးကိုပြုလုပ်ခြင်းအပြင်မိမိမဖြစ်စေခြင်းတဲ့ကိစ္စတွေအများဆုံးဖြစ်ပြပါစေလို့မဆာက ဆန္ဒပြုလိုက်ပါတယ်။ မဆာရဲ့ channel လေးကိုလည်း like subscribe share follow လေးတွေပြုလုပ်ပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်